အားလုံးပဲမင်္ဂလာပါ တိုက်တန်းနေတင်မော်ကြီးရဲ့ထူးထူးဆန်းဆန်းစိတ်ဝင်စားပွဲ အချက်၁၀ချက်တိုက်တန်းနေတင်မော်ကြီးဆိုတာကတော့မသိသူမရှိလောက်အောင်ကိုနာမည်ကျော်ကြားလာတဲ့အီယာမတင်မော်ကြီးတစ်စင်းပဲဖြစ်ပါတယ်တိုက်တန်းနေတင်မော်ကြီးနစ်မြုပ်ခဲ့တာက နှစ်ပေါင်း၁၀၀ကျော်ပြီဖြစ်ပေမဲ့သူနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကတော့ယနေ့တိုင်ထိလူပြောများနေစေဖြစ်ပါတယ်ဒီကနေ့ဖော်ပြပေးခြင်းတဲ့အကြောင်းအရာလေးကတော့ ဒီလိုလူတွေပြောများတဲ့ Titan နဲ့တင်မောနဲ့ပတ်သက်တဲ့အကြောင်းအရာတွေမဟုတ်ဘဲလူတွေအသိနေတဲ့ထူးထူးဆန်းဆန်းအချက်လက်လေးတွေပဲဖြစ်ပါတယ်။နံပါတ်1 Titan နဲ့တင်မောကြီးကိုတည်ဆောက်ဖို့အတွက်အချိန်26လအကြာမြင့်ခဲ့ပြီးတည်ဆောက်စဉ်ကာလအတွင်းလူ2ဦးတည်ဆုံးကထိခိုက်ဒဏ်ရာရရှိမှုပေါင်း246ကျင်းဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ နံပါတ်နဲ့ပထမဒန်းစားလက်မှတ်နဲ့စီးနှင်းလိုက်ပါလာတဲ့ခကြီးတဲ့တွေကိုတော့တချင်းအပုပ်ကြီး352ပုပ်ပါဝင်တဲ့စာရွက်တွေပေးထားပြီးအဲ့ဒီတဲကအကျိုင်းတဲ့ရာတချင်းတွေကိုတောင်းဆိုနိုင်တယ်လို့သိရပါတယ်။ဂီတသမားတွေအနေနဲ့လည်းတချင်းအားလုံးတိခတ်တီဆိုဖြောပြနိုင်မို့ကြိုတင်လေ့ကျင့်ထားရပါတယ်။နံပါတ်3အဲ့ဒီခေတ်ကာလအချိန်တုန်းကတော့ပထမရန်စာလက်မှတ်တစ်စောင်ကို အမေရိကန်ဒေါ်လာ3450ပြီးခဲ့ရပြီယနေ့ခေတ်ကာလတန်ဖိုးနဲ့ဆိုရင်တော့ဒေါ်လာ9000နီးပါးတန်နေလို့သိရပါတယ်နံပါတ်၄အဲ့ဒီအချိန်ကာလတွေကကြောင်တွေကိုကန့်ကောင်းစေတဲ့အထင်အမှန်အနေနဲ့တင်းမောတွေပေါ်ခေါ်ဆောင်သွားကြတဲ့အလေးထားရှိပြီမယ်လို့တိုက်တန်းနဲ့တင်းမောပေါ်မှာတော့ကြောင်တစ်ကောင်မှမပါခဲ့ပါဘူးနံပါတ်၅တင်းမောနှမြုပ်ပြီးချိန်မှာတီဆုံးသူက စုစုပေါင်း1503ဦးအထိ ရှိခဲ့ပြီးမဲ306ဦးရဲ့ရုပ်လောင်းကိုသာပြန်တွေ့ခဲ့ရကြောင်းသိရပါတယ်။လွတ်မြောက်ပြီးအသက်ရှင် ကျန်ခဲ့တဲ့သူကတော့906ဦးရှိပါတယ်။နံပါတ်6ဒီလိုလွမြောက်သွားသူတွေထဲမှာတင်မောအင်ဂျင်နီယာတွေတယောက်မှမပါခဲ့ပါဘူးသူတို့ဟာတင်မောကိုဖျက်ချင်းမနစ်မြုပ်စေဖို့သူတို့ရဲ့လုပ်ငန်းဆောင်တာတွေကို နောက်ဆုံးထွက်တဲ့အထိ လုံးဆောင်သွားကြတာပဲဖြစ်ပါတယ်။တင်မော်ကပတိန်ဖက်ဒကွတ်ဂျွန်စမစ်ကလည်းခကြီးသွားတွေကိုတင်မော်ကနေစွန့်ခွာဖို့နောက်ဆုံးချိန်ထိဓာတိပေးသွားပြီးတင်မော်ပေါ်မှာပဲကြံရစ်ခဲ့ပါတယ်။သူ့ရဲ့ရုပ်လောင်းကိုတော့အခြားဘွေတွေးရှိခဲ့ခြင်းမရှိပါဘူး။တကယ်သူရဲ့ကောင်းစိတ်တဲ့ရှိသူတွေပါပဲ။နမခွန်နောက်ပြီးခရစ်ယာန်ဘုန်းတော်ကြီးတစ်ပါးဟာလည်း အသက်ကယ်လီပေါ်တက်ဖို့နှစ်ကြိမ်တိုင်းအခွင့်အရေးရခဲ့ပြီမယ်နှစ်ကြိမ်စလုံးငင်းဆိုင်ခဲ့ကတင်းမောပေါ်မှာပဲစူတောင်းရင်ကြံ့ရခဲ့ရှာပါတယ်ကိုတက်တော့ပရာမမထားပဲတကယ်ကိုမောမြတ်တဲ့နှလုံးသားရှိသူတွေပါပဲနံပါတ်၈တင်းမောရဲ့တန်းဆုံးတီးဝိုင်းကဂီတပညာရှင်တွေဟာလေတင်းမောနှမြုံနေစဉ်အချိန်တွင်စောက်တီရမရဖြစ်မနေပဲနောက်ဆုံးအချိန်ထိနှစ်နာရီ၅မိနစ်လောက်ထိ ချော်ဖြေခဲ့ကြတယ်လို့သိရပါတယ်။နံပါတ်9ခရီးတယ်တွေထဲမှာတော့မင်္ဂလာဦးဟန်နီမွန်အဖြစ် စီးနေလိုက်ပါလာတဲ့ခရီးတယ်စုံတွေ73တွေပါဝင်ခဲ့ပါတယ်။နံပါတ်10192 AB လ14ရက်နေ့နဲ့15ရက်နေ့အကူပြောင်းကာလမှာနင်းမြုပ်ခဲ့တဲ့တိုက်တန်းနဲ့တင်မော်ကြီးကိုတော့ပြီးခဲ့တဲ့1985ခုနှစ်စက်တင်ဘာ1ရက်နေ့အကြောင်းမှာ Robert Bella ဥဆောင်နဲ့ရှားဝေရေးအဖွဲ့ကပြန်လည်ရှားဝေတွေးရှိခဲ့တာဖြစ်ပါတယ်။အခုဖော်ပြပေးခဲ့တာကတော့နာမည်ကျော်တိုက်တန်းနဲ့တင်မော်ဂျီနဲ့ပတ်သက်လို့လူတွေအသိနည်းနေသေးတယ်။ထူးခြားချက်ကလေးပဲဖြစ်ပါတယ်။